င်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရောက်နေတဲ့အကြမ်းဖက်မိတ်အွန်လိုင်းကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်အပါဝင်နိုင်ငံတကာခေါင်းဆောင်တွေကိုလိုက်လံနှုတ်ဆက်ဓာတ်ပုံတွဲရိုက်ခံပြီးနိုင်ငံတကာကသူ့ကိုအတိမတ်ပြုတ်တဲ့ပုံစံနဲ့ဝါဒဖြန့်နေပြန်ပါလေ ိုတိုင်ကြောင်ကြီးမြို့နယ်ကတော်လိုင်းရေးတပ်တွေစုမှုထားတဲ့နေမြေအတွက်စစ်ကြောင်းထိုးလာပြန်တဲ့အကြက်ဖက်စကောင်းစီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမျိုးရမှာစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်စစ်သား၈ဦးထပ်မနေကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်သူတို့စီကနေလက်နက်ခဲယမ်းတွေပါတင်စီရရှိထားပြီးစစ်တပ်စစ်ကြောင်းလည်းပြန်ဆုတ်ပြေးသွားကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ တရုတ်နိုင်ငံရောက်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်အပါဝင်နိုင်ငံတကာကောင်းဆောင်တွေကိုလိုက်လံနှုတ်ဆက်ဓာတ်ပုံတွဲရိုက်ခံပြီးနိုင်ငံတကာကသူ့ကိုအတိမတ်ပြုတ်တဲ့ပုံစံနဲ့ဝါဒဖြန့်နေပြန်ပါလေဒါကတော့ဩဂုတ30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိဒီယုတ်နိုင်ငံကရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအခမ်းအနားနဲ့ဒီယုတ်နိုင်ငံရဲ့နှစ်80ပြည့်စီးရေးပြအခမ်းအနားတွေတက်ခဲ့တဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်အပါဝင် နိုင်ငံတကာကောင်းဆောင်တွေကိုလိုက်လံလက်ဆွဲနှုတ်ဆက်ဓာတ်ပုံအတွဲရိုက်ခံပြီးသူကိုနိုင်ငံတကာကအတိမတ်ပြုတဲ့ပုံစံနဲ့ဓာတ်ပုံနိုင်ငံရေးလုံနေတယ်လို့သိရပါတယ်အဲ့ဒီအခမ်းအနားတွေမှာအချက်ဖတ်မင်းအောင်နိုင်ကနိုင်ငံတကာကောင်းဆောင်တွေကိုလိုက်လံနှုတ်ဆက်ပြီးသူကမြန်မာနိုင်ငံကဖြစ်တယ်ဆိုတာမျိုးတွေလိုက်ပြောပြီးတော့မိတ်ဆက်နေရတာကိုစစ်တပ် lobby telegram တွေမှာဗီဒီယိုတွေနဲ့တကွဖော်ပြထားကြပါသေးတယ်ဒါပြင်ရုရှားလက်အောက်ခံနိုင်ငံတချို့ကိုလည်းမင်းအွန်လိုင်းကလိုက်လံနှုတ်ဆက်ပြီး မြန်မာနိုင်ငံနဲ့တပ်အမတ်ကြီးထားရှိဖို့ကိစ္စတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့ကိစ္စတွေကိုစကားပြန်နဲ့အတူလိုက်လံပြောဆိုနေရတဲ့ပုံစံတွေကိုလည်းတွေ့ရပါတယ်။ဒါအပြင်လက်ရှိမဲအွန်လိုင်းတို့စစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲဟာမြန်မာအရေးအတွက်အဓိကအဖြစ်မဟုတ်ဘူးလို့ပြောထားတဲ့မလေးရှားဝန်ကြီးချုပ်အပါအဝင်အာဆီယံနိုင်ငံခေါင်းဆောင်တချို့ကပါမဲအွန်လိုင်းကလိုက်လံနှုတ်ဆက်တဲ့ပုံအရိုက်ခံပြီးတော့သူ့ကိုအတိမတ်ပြုတဲ့ပုံစံနဲ့စစ်တပ် lobby telegram channel တွေမှာဝါရဖြန့်နေကြပါသေးတယ်။အဲ့ဒီထဲမှာမှာ ဒီကနေ့စတေမလာ3ရက်နေ့ပြုလုပ်တဲ့တရုတ်စီးရေးပြအခမ်းအနားမှာလေမြန်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ကိုမင်းအွန်လိုင်းကတကူးတကပွားရောက်နှုတ်ဆက်ပြီးနှစ်ယောက်တွဲဓာတ်ပုံတွေကိုစစ်တပ်ရဲ့ Telegram Channel တွေကနေတဆင့်ဝါဒဖြန့်နေကြတာကိုလည်းတွေ့ရပါတယ်အဓိကကတော့လက်ရှိတရုတ်နိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာကောင်းဆောင်မှန်သမျှကိုအကြမ်းဖက်မင်းအွန်လိုင်းကဓာတ်ပုံအတူတွဲရိုက်ခံပြီး Telegram channel တွေကနေဖြန့်ဝေပြီးတော့သူဟာနိုင်ငံတကာနဲ့အဆင်ပြေတဲ့ဆက်ဆံရေးထူထောင်နိုင်သူခေါင်းဆောင်ပုံစံမျိုး ဓာတ်ပုံနိုင်ငံရေးဝါဒဖြန့်မှုတွေအကြီးအကျယ်လှုပ်ဆောင်လာတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျာတဖက်မှာတော့ပကူးတိုင်းကြောက်ကြီးမြို့နယ်ကတော်လိုင်းတပ်တွေစုမိုးထားတဲ့နေမြေအတွေ့စစ်ကြောင်းထိုးလာပြန်နေအကြက်ဖက်စကောင်းစီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမွေးရမှာစစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်စစ်သား၈ဦးထက်မနည်းကတော့အသီးသီးတေကုန်ကြပြန်နေအပြင်အဲ့ဒီစစ်သားမသားအလောင်းကြီးစီကနေ လက်နက် KN တွေကိုပါသိမ်းဆီးရရှိထားပြီးစစ်တပ်စစ်ကြောင်းလည်းပြန်ဆုတ်ပြေးသွားကြတယ်လို့ PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတာဝန်ခံစောဒူရှင်းကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စတိမလာ၂ရက်နေဖြစ်တဲ့မနေ့ကပဲပဲခူးတိုင်းကြောက်ကြီးမြို့အခြေဆိုင်အကြံဖတ်စစ်ကောင်စီတပ်ရဲ့ခလာရ60တရင်ကစစ်သားတွေနဲ့ပြူစောတီတွေဟာအင်အားတရာကျော်လောက်နဲ့တော်လိုင်းအတွေစုမှုထားရနယ်မြေအတွင်းကိုစစ်ကြောင်းထိုးလာပြန်နေဆိုပါတယ်။အဲ့ဒီမှာတော်လိုင်းပူပေါင်းတပ်တွေကစစ်ကောင်စီတပ်စစ်ကြောင်းကိုဝိုင်းဝန်းတိုက်ခိုက်ချင်မှုရမှာတော့ စစ်တပ်ဘက်ကဗိုလ်ကြီးတဦးအပါဝင်စစ်သား၈ဦးထက်မနည်းဟာအသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်အဲဒီစစ်သားမသားအလောင်းတွေစီကနေလက်နက်ခဲယမ်းတွေကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိထားပြီးစစ်တပ်စစ်ကြောင်းလည်းပြန်ဆုတ်ပြေးသွားကြတယ်လို့ PDF အမှတ်နဲ့စစ်စင်းနေမြေတာဝန်ခံစော့တူရှင်းကပြောထားပါတယ်။လက်ရှိဘကိုးတိုင်းကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမြေ။ ဒေါ်လန်ကြီးတတွေကိုဘလို့မှမကြော်နိုင်မဲ့သူတို့စစ်တပ်ဘက်ကသာ အထိနာပြီးပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့တကူမြို့တစ်တောင်ပိုင်းမှာစိုင်းကယ်ကယ်ရီဘေးတွေသမားတွေအားလုံးကိုအကြံဖက်စစ်ကောင်စီတပ်ကဆင့်ခေါ်ပြီးတော့သူတို့စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးရမယ်ဆိုပြီးချင်းချောက်ပြီးအားဘေးနေပြန်တယ်လို့ အဲ့ဒီ PRP ပွဲတက်ရောက်ခဲ့သူစံကယ်ကယ်ရီဓမ္မတူကရှင်ကိုခစ်တဲ့ကိုပြောပါတယ်ဒါကတော့စတေမလာနေ့ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့တကူမြို့တတောင်ပိုင်း20ရက်ကွက်ဓမ္မယုံမှာတောင်ကုန်မြို့နယ်အတွင်းကစံကယ်ကယ်ရီဘေးတွေဓမ္မတွေအားလုံးကိုစစ်တပ်နဲ့ထွေအုပ်ကစင့်ခေါ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်သူတို့စစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက် electronic map စနစ် map ရမယ်ပုံစံတွေကိုလေ့ကျင့်ခိုင်းပြီး တို့ရဲ့ရွေးကောက်ပွဲမှာဘေးအတွက်ဆိုင်ကမောင်းနေတဲ့သူတွေအလုံးမဖြစ်မနေမဲထည့်ရမယ်ဆိုပြီးတော့ကိုစစ်တပ်နဲ့ထွေအုပ်ကချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာဆိုင်ကကယ်ရီသမားတချို့ကကိုပေးခြင်းတဲ့ပါတီမရှိရင်ရောလို့မေးတဲ့အခါမှာတော့စစ်တပ်နဲ့ထွေအုပ်တွေကမရှိရင်ရှိတဲ့ပါတီကိုရွေးချယ်ပြီးမဲပေးရမယ်လို့ပြောသလိုမဲလာမပေးတဲ့သူတွေဆိုရင်တော့အရေးကြီးလို့ရတဲ့ပုံစံတွေရှိတဲ့အတွက်ဘာမဆိုဖြစ်သွားနိုင်တဲ့ဆိုပြီးတော့ပါချင်းချောက်ပြောဆိုခဲ့သေးတယ်လို့ အဲ့ဒီ PRP ဘွဲကိုတက်ရောက်ခဲ့သူတူကပြောထားပါတယ်ဒါအပြင်အဲ့ဒီ Mapeni လေးကျင်ဘွဲဒီမှာဘယ်ပါတီကို map ရမယ်ဆိုပြီးပြောဆိုတာမျိုးမရှိပေမဲ့မဖြစ်မနေတော့ map ရမယ်ဆိုပြီးတော့ကိုစစ်တပ်ကအတင်းအကျပ် PRP နေတယ်လို့အဲ့ဒီလို map မပေးရင်ဒိုင်းပြည်အတွက်ထွက်ပေါက်ပြောက်မယ်ဆိုတာမျိုးတွေပါပြောပြီး PRP map ခိုင်းနေတယ်လို့ Mapeni လေးကျင်ခဲ့ရတဲ့ပြည်သူတူကပြောထားပါသေးတယ်အချက်ဖတ် map online ခေါင်းဆောင်တဲ့စစ်အုပ်စုကတော့ သူတို့ရဲ့တနိုင်ငံလုံးမလွမ်းခြုံနိုင်တဲ့အတုအယောင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်အဖြစ်စတင်ပြုလုပ်မယ်ဆိုပြီးတော့ပါထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ခင်ဦးမြို့နယ်နဲ့ကံမမြို့နယ်တွေမှာဂျပန်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပကင်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခိုက်ချေမှုရမှာစစ်တပ်ကအထိနာပြီးမြို့ပေါ်တွေကိုပြန်ဆုတ်ပြေးသွားကြတယ်လို့သက်ဆိုင်ရာတော်လိုင်းရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ် စကိုင်းတိုင်းကခင်ဦးမြို့နယ်မှာဆိုရင်ဩဂုတ်လ28ရက်နေ့ကတင်မြို့ပေါ်ကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကမကြီးတုံကြေးရွာအရှိတ်အယောက်မှာဝိုင်းဝန်းတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကအထိနာပြီးစစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးမြို့ပေါ်ကိုပြန်ဆုတ်ပြေးသွားကြတယ်လို့ရေဦးမြို့နယ်ဘက်ကဖတာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူမကွေးတိုင်းကကံမမြို့နယ်မှာလဲစတင်ပါလာတရနေ့ကပဲမြို့ပေါ်ရက်စကန်ကနေကင်းပတ်ဖို့ထွက်လာတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကို ဒေါ်လာအေးပူပေါင်းတက်တွေက drone စစ်စင်ရေးပါအသုံးပြုပြီးကြပြတ်တက်ခိုက်ချေမုန်းခဲ့တယ်လို့ Red Giant အဖွဲ့ရဲ့ Downy ကရန်ကုန်ကစ်တေကိုပြောထားပါသေးတယ်။လက်ရှိစကိုင်းတိုင်းနဲ့မကွေးတိုင်းဘက်တွေမှာအချမ်းဖက်စကောင်းစီတက်ဟာမြို့ပေါ်တွေမှာသာစွန့်မှုထားနိုင်ပြီးဂျန်နဲ့မြို့ပြင်ကနေမြေတော်တော်များများကိုဒေါ်လာအေးတက်တွေကသာအဓိကစွန့်မှုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်စကောင်စီတက်ဟာတော်လိုင်းတက်တွေထိမ့်ချုပ်ရနေမြေတွေကိုမြေပြင်စစ်ကြောင်းထိုးတာတွေမကြာခဏပြုတ်လုံနေပြီမဲ့ ဒေါ်လာရင်းတက်တွေရဲ့တိုက်ခိုက်ချေမှုန်းမှုတွေကိုသာခံရပြီးသူတို့စစ်တပ်စစ်ကြောင်းတွေဟာမြို့ပေါ်တွေကိုပြန်ပြန်ဆုတ်ပြေးရတဲ့အခြေအနေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလေမကွေးတိုင်းနတ်မောက်မြို့အနီးမှာပြူစောတိတွေလိုက်ပါလာတဲ့ကားကိုဒေါ်လာရင်းတက်တွေကကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုအတွေ့ပြူစောတိ၃ဦးကတော့အတီးတီးတိတ်ကုန်ကြပြန်ပြီလို့ရေနံကျောင်း PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့စတင်ပါလာနှစ်ရက်နေဖြစ်တဲ့မနေ့ကပဲ နမောင်မြုတ်ကနေပတောင်ငုတ်ခြေရွာကိုပြစောတိခေါင်းဆောင်ခင်မောင်သေးဆိုသူအပါဝင်ပြစောတိတွေလိုက်ပါလာတဲ့အန်ဇာတုံးကထွက်လာတဲ့အချိန်ဒေါ်လန်ရီတက်တွေကနမောင်ရောမွန်လမ်းပိုင်းအရောက်မှာကြပြတ်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်ပြစောတိတွေရဲ့ကားပါပျက်စီးသွားပြီးနှစ်ဖက်အပြန်လန်ပြစ်ခတ်မှုအတွင်ပြစောတိသုံးဦးနဲ့အသေးသေးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ပြစောတိတချို့လည်းဒဏ်ရာတွေရသွားပြီးတဲ့နောက် နတ်မောင်မြို့ပေါ်ကစစ်တပ်စစ်ကြောင်းကိုပါစစ်ကူတွေအသေးတန်ခေါ်နေတဲ့အခြေအနေတိဖြစ်သွားတယ်လို့ရေနံကြောင်း PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကရင်ပြည်နယ်ဖပွန်ခရိုင်အတွင်းမှာဩဂုတ်လတလတာအတွင်းတိုက်ပွဲပေါင်း63ကြိမ်ဖြစ်ပွားခဲ့ရမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများထားတယ်လို့ KNU မူထော့ကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့ဩဂုတ်လ1ရက်နေ့ကနေ31ရက်နေ့အထိကရင်ပြည်နယ်ဖပွန်ခရိုင်အတွင်းမှာ ဂျပန်စစ်ကောင်စီတက်နေ KNL အမှတ်9တပ်မဟာတပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲပေါင်း63ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းဂျပန်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများထားပြီး KNL အမှတ်9တပ်မဟာဘက်ကလည်းရဲဘော်တို့ထိခိုက်ဒဏ်ရာရရှိမှုရှိထားတယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကရတပ်ပြည်သူတွေကိုပါပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ြည်သူတို့ဦးလည်းတည်ဆုံထားသလိုနေအိမ်တချို့ပါပျက်စီးထားတယ်လို့ကျင်းညူမူထော်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းရေကျုံမြို့နယ်ကတာစီနှော့ပင်ကြေးပါကိုအချက်ဖက်စကောက်စီတက်ကလန်ဒန်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ရတပ်ပြည်သူတို့ဦးတည်ဆုံထားသလိုဝက်လက်မြို့နယ်မှာလည်းလူမနေတဲ့နေအိမ်တွေကပျက်စီးတွေကိုစစ်တပ်ကလိုက်လံခိုးယူတည်ဆောင်နေကြတယ်လို့ဒေတာတွေသတင်းရင်းမြစ်တွေကရှကုံခစ်တိကိုပြောပါတယ်ရေကျုံမြို့နယ်မှာတော့ စတေမလာ၂ရက်နေဖြစ်တဲ့မနေ့ကပဲရသပြည်သူတွေနေထိုင်ရာတာစီနှောပင်ကြီးရွာကိုအချက်ဖက်စကောင်းစီတက်ကဗားတိုက်ပွဲမှမဖြစ်ပဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရသပြည်သူတို့အသေးဆုံးထားပြန်တယ်လို့ရည်စကြို F4 ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ဒါပြင်စကိုင်းတိုင်းဝက်လက်မြို့ပေါ်မှာအချက်ဖက်စကောင်းစီတက်သားတွေနဲ့ပီဆော့တီတွေဟာစတေမလာတရနေ့ကပဲအမှတ်၁အမှတ်၂အမှတ်၃ရက်ွက်တွေနဲ့မင်းစုရက်ွက်တွေကလူမနေတဲ့နေအိမ်တွေကိုဖောက်ထွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတည်ဆောက်သွားကြပြန်တယ်လို့ဒေတာတွင်တင်အရင်မြစ်ကပြောထားပါတယ်လက်ရှိမကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်တွေမှာအကြပ်ဖက်စကောက်စီတက်ကမြို့ပေါ်တွင်မှာပဲအဓိကထိန်းချုပ်ထားနိုင်ပြီအဲ့လိုသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်တွင်မှာတည်းခိုးဆိုလူရဲ့ဓမြတိုက်မှုတွေဟာလည်းမကြာခဏဆိုးသလိုဖြစ်ပွားနေုံနဲ့မကအခုဆို ဝက်လက်မြို့ပေါ်ကလူမနေတဲ့နေအိမ်တွေကိုပါစစ်တပ်နဲ့ပြစောထီးတွေကိုတိုင်ဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတက်ဆောင်သွားကြတဲ့အခြေအနေအထိဖြစ်လာတယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ